မန္တလေးတိုင်းမြင်းချံမြို့နယ်လက်တကျေးရွာကစိုးစုဂိတ်စကန်ကိုတိုက်ခိုက်မှုတပ်သား၈ယောက်သေဆုံးပြီးတော့၁၀ယောက်ထပ်မံဒဏ်ရာရရှိခဲ့ကစိုးစုသတင်းမေးနှုတ်ကိုအရှင်ဖမ်းမိခဲ့တယ်လို့ဇီရိုပြောက်ကြားတပ်ဖွဲ့ကဒီနေ့မှသတင်းထုတ်ပြန်ပါတယ်။မြင်းချံမြို့နယ်ချင်းမြန်တရင်ခမရ15နဲ့နှမိုင်ခန့်သာကွာဝေးတဲ့လက်တကျေးရွာကိုစိုးစုရဲပြူစော်တီပူပေါင်းပြီးအထိုင်ကျတပ်ဆွဲထားတဲ့ဂိတ်စကန်ကိုနိုဝင်ဘာ၄ရက်နေ့လယ်၂နာရီမှာတော်လိုင်းပူပေါင်းတပ်တွေကဝင်ရောက်စီးနှင်းတိုက်ခိုက်ခဲ့ရာထိတွေ့တိုက်ပွဲ မိနစ်20ကြာမြင့်ခဲ့ပါတယ်။အဲ့ဒီကိစ္စကန်းကိုတိုက်ခိုက်မှုအတွင်းလဲတဲ့ကြေးရွာကစောစုခန့်အုတ်ချုပ်ရမှုငမင်းခေါ်ကိုမင်းအပါဝင်စောစုရဲပြူစောတီစုစုပေါင်း၈ယောက်တည်ဆုံကဆယ်ဦးထက်မနည်းတည်ဆုံခဲ့တယ်လို့ဇီရိုပြောက်ကြားတပ်ဖွဲ့ကောင်းဆောင်ကိုသက်ကြီးကပြောပါရယ်။အဲဒီခွေးဘက်ကဟောပါဗော။ကျွန်တော်ဒီအဲ့ဒီလဲတဲ့ကလဲတဲ့ရွာကဒီစကားစအုတ်ကြီးပေါ့နော်ငမင်းအပါဝင်အဲဒီအဲ့မှာနေတဲ့စကားပကရခ ရှစ်ကောင်ကျွန်တော်တို့တည်တယ်လို့သိရပြီးတော့၁၀ကောင်ကျော်လောက်တန်ရာရတယ်လို့ကျွန်တော်နေမြကန်နေပြောပြချက်ရအတိအကျသိရပါတယ်အဲ့ဒီစခန်းကတော့သူတို့ကသူလက်လွတ်မှာမဟုတ်ဘူးပြဘာလို့လဲဆိုတော့အဲ့ဒီစခန်းကမြင်းကြံမျိုးနဲ့လည်းအနီးဆုံးဖြစ်တယ်လို့အဲသူကစစ်တပ်နေနမိတ်အတွင်းမှာရှိတယ်မြင်းကြံမှာရှိတဲ့ MS 35ပေါ့ခမရ35ချင်းရန်တက်ရင်းနဲ့ဟိုနှစ်မိုင်လောက်ပဲဝေးတာနှစ်မိုင်လောက်ဆိုရင်ပဲစစ်တပ်မြင်းနဲ့ဆက်ဆက်နေတာအဲ့ဒီ UK ကအဲ့တော့ဒါဟိုဒီဟိုပါပေါ့မြင်းကြံတရာဟူ မန္တလေးလမ်းမှာလည်းဒါမြင်းညာအတွက်အထွက်အဝင်ဂိတ်အဓိကကြတဲ့ဂိတ်ဖြစ်တော့သူတို့ကတော့ဒီဂိတ်ကိုဟိုပြန်လဲပြင်ဆင်ပြီးတော့အင်အားဖြည့်တာမျိုးပေါ့နော်ဒါမျိုးလုပ်ပြီးတော့ပြန်ထိုင်မှာလို့တော့ကျွန်တော်ကတော့ယူဆပါတယ်ဒါလည်းသိကြပါတယ်ဂိတ်စကန်မှန်ကတဲ့ဝင်ပြေးတဲ့စိုးစုတွေကိုလည်းတော်လန်ရေးတက်တွေက RPG နဲ့ပါပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာဘန်ငါတွေကိုအတိအကျထိမှန်ခဲ့ပြီးတော့ စောစုလက်နက်တွေတင်းစီဖို့ကြိုးစားနေတဲ့အချိန်ခမရ15ကစစ်ကူက3စီနဲ့လမ်းတစ်လျှောက်ကိုပြစ်ခတ်မောင်းနှင်လာတာကြောင့်တော်လိုင်းတပ်ဖွဲ့တွေအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါရယ်။ထီထွေတိုက်ပွဲဖြစ်ပြီးတော်လိုင်းရဲ့တပ်တွေပြန်လည်ဆုတ်ခွာချိန်စောစုသတင်းမေးနှစ်ဦးကိုလည်းဖမ်းဆီးနိုင်ခဲ့ပြီးနောက်တပ်ဆိုင်ရာကိုအံ့နံခဲ့တယ်လို့အသိပေးထားပါရယ်။အဆိုပါစစ်စင်ရေးကိုမြင်းကြံခရိုင်တရင်ခွန်0ပျောက်ကြားတပ်ဖွဲ့နဲ့ရွှေကန်သားစစ်ကြောင်းမြင်းကြံမြို့နယ်ပါခါပါတို့ပူးပေါင်းပြီးတော့စစ်တကြီး တောင်းစစ်တီ0ကော်လန်5ကစစ်ကြောင်းမှုအဖြစ် ဆောင်ရွက်ကရန်ကုန်အကြီးကောင်စစ်ကြောင်းတဲ့ရွှေကန်သားစစ်ကြောင်းနှစ်တို့နဲ့အချိန်တိုတွင်စီးနင်းတိုက်ခိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။အလားတူမနေ့ကမနက်ပိုင်းမှာလည်း0ပျောက်ကြားတစ်ဖွဲ့တရင်တဲ့မြင်းကျန်ခရိုင်နဲ့မြင်းကျန်ခရိုင်ပကားဘတို့ပူပေါင်းစစ်ကြောင်းဟာမြင်းကျန်တောင်မှာရှိတဲ့စိုးစုထိုင်းစကန်တို့ကိုလည်းစီးနင်းတိုက်ခိုက်ခဲ့တယ်လို့အတည်ပြုထားပါတယ်။